မင်္ဂလာပါပရိသတ်ချီလို့ရှင်ကျမတို့ရဲ့မီဒီယာသတင်း channel ကနေအောက်တိုဘာ18ရက်နေ့အတွက်နောက်ဆုံးရနှုတ်ပညာသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။ထိုင်းမှာဘီလီယံချီတဲ့အိမ်နေပိုင်ဆိုင်ထားတဲ့မြန်မာနှုတ်ပညာရှင်လေးရောက်တဲ့ဟိမယံမီကိုကြောက်လို့ Pride to be ပွဲမှာနော်ဖွဲ့ထားကိုရှောင်းလို့တော့မဖိရဲတော့နဲ့ဆိုပြီးသတင်းတင်ပွဲဆိုင်ရဲ့ကောင်းမှုကြောင့်အကျွင်းနဲ့ထိုင်းတက်လာတဲ့မြန်မာလူသားညာနဲ့ချင်းအဖမ်းခံရတဲ့တင် နာမည်ကြီးမှုပညာရှင်တွေရဲ့ဝန်ရံမှုနဲ့တူ MTI 2025တရပူစုကြီးရယူဖို့အနည်းဆက်ဆုံးဖြစ်နေတဲ့အလမေ JK Sophia တတိယငလင်းနဲ့ပတ်သက်ပြီးကြားများနေတဲ့ပြည်သူတွေကိုအသိဝင်အောင်စကားကြီးတစ်ခုနဲ့အပြတ်ပြောလိုက်တဲ့တထေးကြီးစေတီးရတဲ့တဲ့အန်အောင်ဆရာကောင်းဆုံးတဲ့တဲ့ပုတ်ကတော့ချက်တစီနှောက်ရှက်လွန်းလွန်းကြောင်းမှပိတ်လန်းရတဲ့ Time City ကဖြစ်ရမှန်းတဲ့တဲ့ဖြစ်ပါရဲ့ရှင်။ Time မှာဘီလီယံချီတဲ့အိမ်တွေပိုင်းဆိုင်ထားတဲ့မြန်မာမှုပညာရှင်လေးရောင် အခုနောက်ပိုင်းနှစ်တွေမှာဆိုရင်ကျမတို့ရဲ့အိန္ဒိချင်းထိုင်းနိုင်ငံမြို့တော်ဘန်ကောက်မြို့ဟာမြန်မာနိုင်ငံကချမ်းသာကြွယ်ဝသူတွေအတွက်အပန်းဖြေစရာနေရာတစ်ခုသာမကတော့ဘဲဒုတိယအိမ်ဖြစ်ရှင်းနီးမြို့နယ်ရာနေရာတစ်ခုဖြစ်လာတာကိုအားလုံးသတိထားမိကြမှာပါ ထူးသဖြင့်ထိုင်းနိုင်ငံရဲ့စီးပွားရေးရာတည်ငြိမ်မှုနိုင်ငံတကာစစ်မှုကျမ်းမာရေးစောင့်ရှောက်မှုနဲ့ကောင်းမွန်တဲ့ပညာရေးခွင့်လန်းတဲ့ကြောင့်မြန်မာနိုင်ငံကစီးပွားရေးလုပ်ငန်းရှင်တွေသာမကပဲနမေကျော်ညွပညာရှင်တွေပါဘန်ကောက်မြို့မှာမြန်မာငွေဘီလီယံနဲ့ချီတန်မှုရှိတဲ့အင်အားတွေကိုဝယ်ယူရှင်းနှီးမြှုပ်နှံလာကြတာပါထိုင်းအချိန်မီတင်းချက်လက်စံတာ RIC ရဲ့စီးရင်တွေရဆိုရင်မြန်မာနိုင်ငံသားတွေဟာထိုင်းနိုင်ငံမှာထိုက်ခန်းဝယ်ယူမှုအများဆုံးနိုင်ငံသားသားစီးရဲမှာဒုတိယနေရာထိရောက်ရှိလာခဲ့ပါတယ်တဲ့ ဒီဗီဒီယိုထဲမှာတော့ထိုင်းနိုင်ငံမှာတန်းရချီတန်းတဲ့အိမ်တွေကိုပိုင်ဆိုင်ထားတဲ့နမချီမြန်မာမျိုးပညာရှင်၄ယောက်ကြောင့်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်။နမလေးပိုင်တကုံထိုင်းနိုင်ငံမှာပီလီယချီတန်းတဲ့အိမ်ပိုင်ဆိုင်ထားတာကပိုင်တကုံမှာပိုင်တကုံဟာထိုင်းနိုင်ငံမှာကြော်ညာရင်းရုပ်ရှင်ဇာတ်ရည်ဇက်တိုက်ရိုက်ကူးနေရသူဖြစ်ပြီးသူရဲ့မျိုးပညာလှူရှားမှုများစုကိုဘန်ကောက်မှာပဲအချိန်ကုန်ဆုံးလို့ရှိပါတယ်။ ဒီလိုလုံးတဲ့ကံနဲ့တသားလေးဖြစ်အောင်သူအနေနဲ့ဘန်ကောက်မြို့ရဲ့ထက်တန်းလွှာလေးနေထိုင်နေ Luxury Condominium တခုမှာစနီးဖြစ်သူနဲ့အတူအခြေချနေထိုင်မှုဝယ်ယူထားတယ်လို့သိရပါတယ်။ပါရဂံကိုရိုင်းကလည်းချမ်းသာချေဝါတလုံးသူ့ရဲ့ဇနီးဖြစ်သူမလင်းမြဖူးကလည်းမြန်မာနိုင်ငံရဲ့ထိတ်တန့်စီးပွားရေးလုပ်ငန်းရှင်တီတူရဲ့သမီးဖြစ်ပြီးသူမကိုရိုင်းကလည်းအရေးချင်းရှိတဲ့စီးပွားရေးလုပ်ငန်းရှင်တူဖြစ်တာကြောင့်ဒီလိုတမိုးကြီးအိမ်မျိုးပိုင်ဆိုင်ထားတာဟာမဆန်းပါဘူးနံပါတ်3နေကြည့်ဦး နေချင်းဦးနေရမှာတော့ beauty by နေချင်းလုံလူတီများတဲ့ beauty blogger မင်းသမီးအောင်မင်းရဲ့စီးပွားရေးလုပ်ငန်းရှင်နေချင်းဦးပဲဖြစ်ပါတယ်။နေချင်းဦးကလက်ရှိမှာဘန်ကောက်မြို့မှာအချိန်တော်ကြာနေထိုင်နေပြီးသူမရဲ့ကိုဝင်ဆောင်ကာလကိုအေးချမ်းစွာဖျက်ဆီးနေတာကိုတွေ့ရပါတယ်။တတိယနေရောင်သူမဟာရှင်သွေးလေးကိုဘန်ကောက်မှာမွေးဖွားပြီးထိုင်းနိုင်ငံမှာပဲရေရှည်ချေချနေထိုင်သွားဖို့အတွက် American Dollar တန်းချီတက်မှုရှိတဲ့ကွန်ဒိုတစ်ခုကိုဝယ်ယူထားတယ်လို့သိရပါတယ်။ နမနစ်မူဆောင်ဝိုင်းနမနစ်နေရာမှာတော့ Miss Universe မြန်မာ2013လာမယ်ဖြစ်တဲ့လို့ဝမ်မုံရွှေရဲ့ရောင်းမတော်ဆက်သူမူဆောင်ဝိုင်းပဲဖြစ်ပါတယ်။သူမဟောင်းမြန်မာနိုင်ငံထံပြပမှနေထိုင်တာပုံများသူတူဖြစ်ပြီးနိုင်ငံတကာမှာပိုင်ဆိုင်မှုတွေများပြားရှိသူတူပါ အမေရိကန်ပြင်သစ်တရုတ်နိုင်ငံ၏ပြင်ထိုင်းနိုင်ငံမှာပါအင်ချမ်းမြေတွေပိုင်ဆိုင်ထားပါတယ်။ဘန်ကောက်မြို့မှာသူမပိုင်ဆိုင်ထားတဲ့ကွန်ဒိုဟာလည်းမြန်မာငွေတန်းထောင်ချီတန်းမှုရှိတဲ့အထက်တန်းလွှာတွေတည်ထနေထိုင်ရာနေရာတစ်ခုဖြစ်ပြီးခင်မီဒီဇိုင်းနဲ့တက်တောင့်တတရှိမှုတို့ကိုအပြည့်အဝပေးစွမ်းနိုင်တယ်လို့ဆိုပါတယ်။ နံပါတ်1ဝမ်မုံရွှေရင်နံပါတ်1နေရာမှာတော့မြမရုပ်ရှင်လောကရဲ့ထိတ်တန့်မင်းသမီးအနုပညာကျင်းမြင့်ဆုံးမင်းသမီးတူဖြစ်တဲ့ဝမ်မုံရွှေကြီးပဲဖြစ်ပါတယ်။သူရဲ့အောင်မြင်မှုနဲ့ကြွယ်ဝမှုကတော့ပြည်တွင်းမှာသာမကပြည်ပနိုင်ငံတွေထိခြေပြန့်နေလို့ဆိုကြပါတယ်။သူမနဲ့သူမရဲ့ခင်မိုးဖြစ်သူတို့ဟာနိုင်ငံတကာမှာများပြားလာတဲ့ပိုင်ဆိုင်မှုတွေရှိထားပြီးအလုပ်ကိစ္စတွေအပန်းဖြေခီးတွေအတွက်ဘန်ကောက်မြို့က luxury condo တခုကိုလည်းတည်ထက်ပိုင်ဆိုင်ထားတယ်လို့နိစက်ရအတိုင်းဝိုင်းကဆိုပါတယ်။ အခုပြောပြခဲ့တာကတော့ထိုင်းနိုင်ငံမှာတန်ဖိုးကြီးမားတဲ့အင်အားတွေကိုပိုင်းဆိုင်ထားကြတဲ့မြန်မာနုပညာရှင်၄ယောက်ရဲ့အကြောင်းပဲဖြစ်ပါတယ်။သူတို့ရဲ့စူးစမ်းမှုနဲ့အောင်မြင်မှုတွေကတကယ်ကိုအားကျစရာပါပဲနော်။ဒီနုပညာရှင်တွေနဲ့ပတ်သက်ပြီးပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်း comment မှာပြောပြသွားကြပါအောင်ရှင်။ဟေးဝိယံမေကိုချောင်းလို့ Bright to be ပွဲမှာ No Boy ထားကိုရှောင်းလို့တော့မဖိရဲတော့တဲ့ဆိုပြတဲ့စဉ် ဒီရပိုင်းလူမှုကွန်ရက်ပေါ်မှာတော့မင်းသမီးချော်နေစုပြည့်တစင်ရဲ့ပျော်ရွှင်စရာ Bright to be ပါတီပုံလေးတွေကအားကျစရာကောင်းလာအောင်ပြန့်နှံ့နေပါတယ်။ဒါပေမဲ့ဒီပုံလေးရဲ့နောက်ွယ်မှာပြည်သက်တီတည်ကျင်နေတာတခုရှိပါတယ်။အနာကတော့စုပြည့်တစင်ရဲ့အရင်းနှီးဆုံးတငယ်ချင်းနော်ဖွဲ့ရဲ့ဒါတရားဒီပွဲမှာပါကြောင့်အရေးယောင်အောင်မမြင်ရတာလေဆိုရပါပဲ။ ရိုက်ကတိရဲ့ထင်ကျေးတွေကတော့စုပြည့်တစင်ကနောက်ဖုံးရတာကို Bright to be ပွဲမဖိတ်တာဟာလွန်ခဲ့တဲ့ဆေးဆပ်ပွဲကဟင်းဝင်ရမီးရဲ့ငကားမျက်ဆောင်ချောင်ဖြစ်မယ်လို့ထင်ကျေးပေးနေကြပါတယ်။အလုံးတီကြတဲ့အတိုင်းအဲ့ဒီပွဲမှာနောက်ဖုံးရတာတယောက်ဟင်းဝင်ရနဲ့သူ့အမိကြောင့်နေရာမောင်းဝင်ရမိခဲ့လို့ဟင်းဝင်ရရဲ့အမိဖြစ်သူရဲ့မကြည့်တဲ့အကြည့်နဲ့ရှင်းဆိုင်ခဲ့ရပါတယ်။ အဲ့ဒါကြောင့်အခု Bright to be ပွဲမှာ No Point Data ကိုမတွေ့ရတော့တဲ့အခါစုပြည့်သစင်တရာအနာဂတ်ရောက်မှကိုကြောင်းလို့မျက်နှာလှုပ်ချင်လို့အချက်ဆုံးတငယ်ချင်းကိုတမင်ချန်လက်ခဲ့တာလားဆိုပြီးလူတွေကပြောနေကြတာပါတချို့ကတော့ဒါဟာနားလည်မှုလွဲတာတခုဖြစ်နိုင်တယ်လို့ဆိုပါတယ်စိစပ်ပွဲတုန်းကလည်းမာကြီးဆိုစွမျက်သူစားကဆွဲခေါ်လို့ဝင်းရက်မိတာဖြစ်ပြီးအခုပွဲကိုမလာတာကလည်း No Point Data သူကိစ္စနဲ့သူမအားလက်လို့ဖြစ်နိုင်တာပဲလို့တစ်ဖက်ကနေတွေးပေးနေကြပြန်ပါတယ် ဂိမ်းပြိတက်ကြီးကိုကရောဘလို့ထင်လဲနော်စိုးပြေတစင်ကရောက်ခမလန်းကိုကြောက်လို့တမင်မဖိတ်တာလားဒါမှမဟုတ်နော်ဘွားရဲ့ဒါမှအားလို့မလာနိုင်တာလားကိုအမြင်လေးလေးကိုကောမန့်မှာဝင်ပြောသွားကြပါအောင်ရှင်ပွဲစားရဲ့ကောင်းမှုကြောင့်အကျွေးနဲ့ထိုင်းတက်လာတဲ့မြန်မာလူသားရာနေချီဘန်ခံရ ထိုင်းနိုင်ငံကိုအလုံးလုံးဖို့အိမ်ရောက်ခြံရောက်ပြီးတက်လာတဲ့မြန်မာလူသားရာနယ်ကြီးကိုပွဲစားတယောက်ကလက်တို့ပြီးတိုင်တန်းခဲ့တာကြောင့်မြန်မာလူသား132ဦးရေပန်းခံခဲ့ရတယ်လို့သိရပါတယ်။ဒီလူသားတွေရဲ့90ရာခိုင်နှုန်းကစာဝင်းရေးချက်တဲမှုကြောင့်ပတ်စံများများရှာမိဆိုပြီးမျှော်လင့်ချက်နဲ့ချင်းလက်ဒေသကနေထိုင်းကိုရောက်လာကြသူတွေပါ။ အသိပညာကနဲ့အားနဲ့လူကလည်းနွမ်းပါတော့ထိုင်းရောက်ရင်ငွေအများကြီးရှာနိုင်မယ်ဆိုရင်မလုံးတစ်ခုတည်းနဲ့ရှိသမျှအင်းဒီချန်နီကိုရောင်းချပြီးပွဲစားတဲ့ချိန်ကထိုင်းကိုဝင်ဖို့ကြိုးပမ်းခဲ့ကြပါတယ်။ မြန်မာနဲ့ထိုင်းကနယ်နိမိတ်ချင်းအတော်လေးနှိစက်ပေးမိတရားမဝင်တွားရောက်ရတဲ့ကိစ္စကတော့ရှင်ခုန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ပွဲစားတူရင်းရဲ့စကားကိုပဲနားထောင်နေရပြီးနေရောညပါပုံအောင်နေရတဲ့မြန်မာလူသားတွေထိုင်းမှာအများပြားရှိပါတယ်။တရားဝင်မဟုတ်လေတော့လုံအားကတွေကလည်းအနှိမ်ခံရပြီးမြန်မာမာနေတာထံပတ်စံပို့ရရင်တော့ပြီးမိသားစုကိုထောက်ပံ့နိုင်ရင်တော့ပြီးဆိုပြီးပေတင်နေရတဲ့လူတွေလည်းတပုံကြီးရှိပါတယ်။ ပိုပြီးသိနာစရာကောင်းတာကဒီလိုထန်းကိုရောက်ဖို့အတွက်လူတူဦးနဲ့သိန်း80ကနေသိန်း100ထိပွဲစားကိုပေးရတယ်လို့လည်းကြားသိရပါတယ်။ဒါကြောင့်မြမချင်းချင်းစီကနေပတ်စံတက်ယူနေတဲ့ပွဲစားတွေဟာအမြဲတမ်းချေရှုပ်နေလေးရှိကြပါတယ်။ပွဲစားလောကမှာလည်းအပြိုင်ဆိုင်များတဲ့ပြင်သူ့ခွင်ငါ့ခွင်ဆိုပြီးစားပေါက်လူတာတွေလည်းရှိတယ်လို့သိရပါတယ်။အခုဖြစ်သွားတဲ့ဖန်စီမှုမှာလည်းမြမလုံသားရာနဲ့ချီကုန်ပွဲစားချင်းချင်းမတဲလို့ကြောက်ကြတိုင်တန်းတာလို့သိရပါတယ်။ ီတို့တည်နေရမြန်မာလူသားတွေကိုတနာလွန်တာကြောင့်ထိုင်းရဲတွေကတော့မဖမ်းရလို့မျက်နှာလွှဲပေးထားပေမယ့်မြန်မာပွဲစားသူကလည်းတည်တင်းတိကျတဲ့ရဲစခန်းကိုလာပြီးတိုင်တန်းတာကြောင့်မလွဲတာမရှောင်တာအရေးယူခဲ့ရတယ်လို့ဆိုပါတယ်အဆိုပါဖြစ်ရပုံအမိမဖော်လို့တဲ့ရဲတူကကျုပ်တို့ထိုင်းနေကမြမတွေကိုမမုံပါဘူး။နေဆက်ကနေဝင်လာတဲ့မြမလူသားတွေမှာအတိုးနဲ့ယူထားတဲ့အချွေးတွေတပုံကြီးရှိတယ်ဆိုတာသိတယ်။ သူတို့နောက်မှာမိသားစုတွေကြံခဲ့တယ်ဆိုတာလည်းသိတယ်။မဖမ်းချင်လို့တော်တော်များများကိုမျက်နှာလွှဲလိုက်တာများပါတယ်။အခုအခါမြန်မာချင်းချင်းပဲတတင်းတိကျကြီးလာပေးတာဆိုတော့မဖမ်းလို့မရဘူး။ကျုပ်တို့အလုပ်ပြုတ်သွားနိုင်မယ်လို့ပြောဆိုထားပါတယ်။လက်ရှိမှာတော့ထိုင်းနိုင်ငံဆမ်မော့ဆာခုတ်ခရိုင်မဟာချိုင်းနယ်မြေလူနေတိုက်တန်းလျားတစ်ခုမှာမြန်မာလူသားပေါင်း132ဦးကိုဖမ်းဆီးထိန်းသိမ်းထားပြီးတပ်ဆိုင်ရာကရေးယူဆောင်ရွက်မှုတွေပြုလုပ်နေစဉ်လို့သိရပါဗျ။ မြန်မာနိုင်ငံကပြည်သူတွေကလည်းအစောပါဖမ်းဆီးခံရသူတွေထဲမှာမိမိရဲ့အဖေခင်မတော်အကုန်များပါမလားဆိုရင်စိတ်နဲ့ယူကျုံမရဖြစ်နေကြပြီဒီလိုဝိုင်းရေးအတွက်ထိုင်မှာခြင်းနဲ့ချက်တွေရောက်နေရတဲ့ပုံကျမတို့လည်းလုံးဝမတက်တာတော့လို့အဖေကိုထိုင်စီလွန်လိုက်ရတာပါ အဖေသွားပြီးပတ်စံပုံမှာ အတူလဲပြရတယ်အခုဆိုတူးကတသိန်းကိုတပန်လေးတောင်းဆက်နေရပြီဘလို့မှအစင်မပြေလို့အဖေစီကနေပတ်စံယူရပေးမယ်ဟိုမှာပြင်လဲမထွက်ရဘူးထမင်းတော့ကောင်းကောင်းမစားရဘူးလို့ပြောတော့အယံတနာတယ်ကျမတို့ဘွားတွေကရွေးချယ်စရာမရှိတော့ပါဘူးအဖေကို ထိုင်လို့ရတာရှင်းနာပေးမယ်ဒီမှာနေရင်လဲအလောက်ကန်ကရှာပါပြီဘယ်တော့ဆွဲခေါ်ခံရမလဲစိတ်ပူနေရပါတယ် အခုဖမ်းခံရတော့လေငါဖေပတ်သွားမလားဆိုပြီးရင်းနှီးမှမကောင်းဘူးမြမချင်းချင်းမြင်းနေရလှန်ဆိုင်တဲ့ပွဲစားတွေလည်းတီစာကိုမြောင်ဖက်ပေးကြပါသူများနိုင်ငံမှာမျက်နှာငယ်ငယ်နဲ့နေရတဲ့မြမလူသားချင်းချင်းလူစိမ်လေးမွေးပေးကြပါလို့မိသားစုဝင်တူကပြောဆိုရေးသားထားတာကိုတွေ့ရပါတယ် တကယ်လေထိုင်းရောက်မြန်မာလူသားတွေရဲ့ဘဝဟာအခက်အခဲများစွာကိုကြုံနေရတာဖြစ်ပါတယ်။ပြည်သက်ကြီးတို့ရောထိုင်းနိုင်ငံရောက်နေတဲ့ဆိုရင်အဲ့ဒီမှာဘလို့ချင်းနေနေရှိလဲဆိုတော့မြန်မာပြည်သူတွေအားလုံးကိုတတိထားနိုင်အောင် comment မှာရှိခဲ့ပေးကြပါအောင်ရှင်။နမေကျင်းနုပညာရှင်တွေရဲ့ဝိညာဉ်မှုနဲ့အတူ MGI 2025တရဖူးစုကြီးရယူဖို့အနည်းဆက်ဆုံးဖြစ်နေတဲ့အလမဲ JK ဆိုဖီယာမင်္ဂလာပါပြည်သက်ကြီးရှင် အခုလက်ရှိကျင်းပနေတဲ့ Miss Grand International 2025ပြိုင်ပွဲကြီးမှာတော့မြန်မာနိုင်ငံကိုစားပြုနာမည် JK Sophia တရားနိုင်ငံတကာရဲ့အာရုံစိုက်မှုကိုပြင်ဝရရှိပြီးတရဖူနဲ့နီးစပ်ဆုံးအလှမယ်တူဖြင့်ရေပန်းစားလျက်ရှိနေပါတယ်။အထူးသဖြင့်သူ့ရဲ့ထက်မြက်တဲ့အရေးချင်းတွေနဲ့ MGR ဥက္ကဋ္ဌ Mr. Nawak ကိုတော့ပြန်လည်ခြေပနိုင်ခဲ့တဲ့အတွက်မြန်မာနိုင်ငံကနာမည်ကြီးနုပညာရှင်တွေကပါတခဲနဲ့ထောက်ခံအားပေးနေကြတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ အစောပိုင်းမှာတော့ပြိတ္တန်များစုဟာ JK Sophia ပေါ်တိတ်ပြီးမျှော်လင့်ကြမထားခဲ့ကြပါဘူး။မနေ့ကတဲဆုညရဲ့အောင်မြင်မှုစံနှုန်းတွေနဲ့ရှင်ပြီး JK Sophia တရားဘလောက်ထိလောက်ပြနိုင်မလဲဆိုတော့ကိုစောင့်ကြည့်ရဲစစ်မှာပဲရှိခဲ့ကြတာပါ။ဒါပေမဲ့ JK Sophia ကတော့ပြန်ပွဲစတဲ့ဒေဝန်ကလေးကသူ့ရဲ့ရေးချင်းစစ်မှန်တွေကိုတစ်ခုပြီးတစ်ခုထုတ်ပြရင်းအလုံးရဲ့မြင်တွေကိုပြောင်းလဲစေခဲ့ပါတယ်။ သူမဟာအလမေတရားမှာရှိတဲ့ရှိတိုက်တဲ့အရာမှာအလပါနဲ့ပြည့်စုံရုံသာမကအမှုပညာရေးချင်းတွေပါပြည့်စုံသူတင်ရောက်ပါတချင်းဆိုကောင်းနေအကကောင်းနေတချင်းမှရေးနိုင်တဲ့သူ့ရဲ့ talent ကို MGI talent ပြိုင်ပွဲမှာအကောင်ဆုံးထုတ်ပေါ်ပြသခဲ့တဲ့အတွက်နိုင်ငံတကာ beauty pageant page တွင်ချီးကျူးမှုကိုအပြည့်အဝရရှိခဲ့ပါတယ်။ဒါ့အပြင်အင်္ဂလိပ်တရုတ်ထိုင်းဘာသာစကားမျိုးစုံကိုကျွမ်းကျင်စွာပြောဆိုနိုင်မှုကလည်းသူ့ရဲ့ close stone interview မှာအသာချက်ကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ အဲ့ဒီမှာမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကိုပါထည့်သွင်းပြောကြားသွားခဲ့တာကြောင့်သူရဲ့ရင့်ကျက်မှုနဲ့သိဉာဏ်ပညာဗုဒ္ဓတာကျောင်းအမှုကိုမြင်တွေ့ခဲ့ရပါတယ်။အခုနောက်ဆုံး preliminary round မှာတော့ JK Sophia ဟာသူရဲ့ catwalk skill နဲ့ပြိဿကိုဖန်ဆားနိုင်ခဲ့တယ်လို့ MGI ဥက္ကဋ္ဌ Mr. Nawet ရဲ့စကားကိုပါပညာသားပါပါပြန်လည်ခြေပခဲ့တဲ့အတွက်အားလုံးကသူ့ကိုပိုပြီးသဘောကျသွားခဲ့ကြပါတယ်။ မစ္စတာနဝတ်ကအလမေတရားမှာပေါ်ရီဘျူတီပရင်းဆိုတဲ့ပြီးသုံးလုံးနဲ့ပြည်ဆောင်ရမယ်လို့ပြောကြခဲ့ရမှာချီကီဆိုဖီယာကသူမှအဲ့ဒီရည်ချင်းတွေပြင် business strategy ဆိုရင်ပြီးတလုံးမှာပို့ရှိကြောင်းဒါကြောင့်သူကတော့ MGN ဝန်ထမ်းဖြစ်ရွေးချယ်ခဲ့မယ်ဆိုရင်အဖွဲ့အစည်းအတွက်ကြိုးရှိစေမယ်ပြီးလေးလုံးနဲ့ပြည်ဆောင်တဲ့အလမေတရားကိုပိုင်ဆိုင်ရမှာဖြစ်ပြီးဘယ်တော့မှနောက်တတ်ရစီမှာမဟုတ်ကြောင်းယုံကြည်ချက်ရှိရှိခက်ပြက်ပြက်ပြောကြားခဲ့တာဖြစ်ပါတယ် ဒီစကားတစ်ခွန်းကြောင့်မေသူ့ရဲ့အန်ကျူနဲ့အီကျူဘလောက်မြင်ပါလဲဆိုတော့ကိုတက်တည်ပြနိုင်ခဲ့ပါတယ်။ ဒီလိုထူးချွန်ထက်မြက်တဲ့အရေးချင်းတွေကြောင့် JK Sophia ဟာမြန်မာပြည်သက်တည်ရင်အပိမှုကိုသာမကနာမည်ကြီးမျိုးပညာရှင်တွေရဲ့ဝန်ရမှုကိုပါရရှိနေတာဖြစ်ပါတယ်။နန်းစနာလာထွန်အားဆိုရင်နိုင်ငံကုံဆောင်လာမယ့်တရားဝင်အရေးချင်းဆိုတာဒါမျိုးလို့ချီးကျူးခဲ့ပါတယ်။ချူလေးကလည်း JK Sophia ရဲ့ခက်ချီချီပုံစံလေးကိုသဘောကျလိုက်တာကိုဆိုပြီးသူ့ရဲ့လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။စီနီယာလာမယ့်ဒီဆိုရင်တော်လိုက်တာဆိုပြီး JK Sophia ရဲ့အရေးချင်းကိုအတိအမှတ်ပြုခဲ့ပါတယ်။စီနီယာလာမယ့် Cherry Mook ကလည်း JK ဆိုဖီယာမှာအလမဲ့တယောက်ရဲ့အရေးချင်းနဲ့ပြည့်စုံနေပါတယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။ကချင်လူမျိုး YS ဆိုတော့ LSC ကလည်း JK ဆိုဖီယာကိုအားပေးနေတဲ့အမှုပညာရှင်တွေကတူဖြစ်ပါတယ်။ဒီလိုမျိုးပညာရှင်တွေရဲ့ဝိဉာဉ်မှုတွေက JK Sophia အတွက်ခွန်အားတွေဖြစ်စေတယ်လို့ပြိုင်ပွဲမှာအနိုင်ရဖို့အတွက်မျှော်လင့်ချက်တွေကိုပို့ ငလေးနဲ့ပတ်သက်ပြီးပြားများနေတဲ့ပြည်သူတွေကိုအသိဝင်အောင်စကားကြီးတစ်ခုနဲ့အပြတ်ပြောလိုက်တဲ့တထေးကြီးစီတီဟာအခုရပိုင်း Facebook ကစားလို့ TikTok ဆိုဆိုရှယ်မီဒီယာတစ်ခွင်မှာပြဲပြဲစင်နေတာကတော့ငလေးနဲ့ပတ်သက်တဲ့သတင်းတွေပါပဲ။ဟိုရင်တခါခက်ချမ်းချမ်းငလေးတစ်ခုလှုပ်ခတ်ပြီးကလေးကရွှေမြမာတို့ငလေးဆိုရင်ဖင်တော်အောင်ကြောက်နေကြတာပါ။အင်းအပြင်းကလင်ကြီးရဲ့နောက်ဆက်တွဲငလင်သေးစားတွေကိုဆက်လက်ပြီးကြုံတွေ့ခန်းစားနေရတာကတော့ရွှေမန်းလေးထုံးမှုမြေပါ ရွှေရန်ကုန်သားဂျီရိုနဲ့တွေကတော့ငလင်ကိုမိမိပျောက်ပျောက်တောင်ဖြစ်နေကြပါပြီ။ဒါပေမဲ့ခုတော့ပြောင်းပြန်ပြန်ဖြစ်တော့မယ်လို့တည်င်းနေထွက်လာပါပြီ။ငလင်ကြီးကရန်ကုန်မြေထဲထုံးဝင်တော့မယ်လို့အနည်းရောအနဲ့ရောအစင်နေတတ်မှတ်ပြီးတတိပေးက အရေးကြီးဆုံးတတိထားမယ်မျိုးတွေတဲ့ရွှေရန်ကုန်ကြီးပါလာပါပြီ။ အဲ့ဒီကမှပဲခုဆိုရင်ရန်ကုန်သားတွေလည်းကြရထားပြီးလိုင်းပေါ်ကတတိပေးစာတွေဖက်လိုက်၊ရှင်းလိုက်၊ပတိလဲပင်ချိတ်ကဆူတောင်းလိုက်နေဖြစ်နေကြတာပါ။အဲ့ဒီလိုဖြစ်ဖြစ်နေကြတဲ့ကိစ္စနဲ့ပတ်သက်လို့တထေကြီးစီတီဟာကတော့ စကားကြီးတစ်ခုနဲ့ပြောပြီးဒဲဆော်ချလိုက်ပါပြီ။သူပြောတဲ့စကားရဲ့အဓိပ္ပာယ်က တကယ့်ကိုနက်နဲနေတာကြောင့်လူတွေက သူစကားကိုကြားပြီးမှအဓိပ္ပာယ်တွေမျိုးမျိုးကောက်ကြပါတော့တယ်။ ဦးစိတ်တီးကပြောလိုက်တဲ့ကြောင်းရံရဲ့မြောက်ကအခုလက်ရှိငလင်းနဲ့ပတ်သက်လို့ပြာများနေကြသူတွေကိုပဲရှိရတာပါအကောင်လုံးကိုရည်ရွယ်တာတော့မဟုတ်ပါဘူး။သူပြောတဲ့စကားကိုပြန်ပြောပြပါမယ်။တတိကြီးစီတီးယားဟာအချားမြင့်အားကောင်းပြီးကျင့်ကြံအားလေကောင်းတဲ့ပုံကိုယ်တူကိုငလင်ချောင်းနဲ့ပတ်သက်လို့ငလင်ကိုကြွတင်ခံမှန်းလို့ရှာလာလို့မိလိုက်ပါတယ်။အဲဒီလိုမိပြီးမှပဲသူကဆက်ပြောလိုက်ပါတယ်။ငလင်ကိုကဘာပေါ်ကဘဲသိပ်ပံပညာရှင်ကမှခံမှန်းနိုင်ခြင်းမရှိတာကိုသူသိပါတယ်ဆိုပြီးတော့ပြောလိုက်တာပါ။ သူကတိတိကြီးနေပဲအဲ့ဒီပုံကိုကိုမေးလိုက်တဲ့သဘောပါပဲ။ဒါကြောင့်မို့အမေခံလိုက်ရတဲ့ပုံကိုကလည်းပညာသားပါပါဖုံးပြီးပြီးပြန်ဖြေပေးလိုက်ပါတယ်။အဖေကတော့ငါ့ကိုတိတ်ပံပညာရှင်လို့မင်းကထင်နေတာလားတဲ့။ဆိုတော့ဒီစကားမှာတကယ်ပဲဒိဗ္ဗံနှမျိုးထွက်နေတာပါ။ ဒါတက်ပုံပြီးထက်ထဲဝင်ဝင်သားတွေးတတ်မယ်ဆိုရင်အတိတ်ဘက်ကသုံးမျိုးမကထွက်နိုင်ပါသေးတယ်။အဲ့ဒီကိစ္စနဲ့ပတ်သက်လို့အားလုံးကအခုဆိုပွဲဆုံနေကြပါပြီ။ကျမတို့ Trump Media ရဲ့ပြည်သက်တွေအနေနဲ့ရောဒီစကားကိုဘယ်ရှုံးတော့ကဘယ်လိုယူဆမိလဲနော်။ comment မှာဆွေးနွေးသွားကြပါအောင်ရှင်။ချက်တစီရေနောက်ဆက်လို့လို့ចောင်းမပိတ်လည်ရတဲ့ Time City ကပြင်ရမှန်း လက်ရှိ online ပေါ်မှာပရလောကသားတွေနှောက်ရတာကြောင့်ចောင်းမှာပိတ်လိုက်ရတဲ့နာမည်ကြီးစင်တာတကူကဖြစ်ရဟာတတော်လေးနာမည်ကြီးနေပါတယ်။ဒီចောင်းကိုကိုရိုင်းတွေ့ကြုံခဲ့ရတဲ့ founder ဆ iam ကြီးကပြန်လည်မျှဝေခဲ့တာဖြစ်ပြီးကြောချက်မှုကောင်းတဲ့ကိစ္စတွေများကြီးကိုရေးသားခဲ့တာပါ။ဆီယမာကြီးရဲ့ပြောပြချင်ရရန်ကုန်မြို့ရဲ့နာမည်ကြီးစောင့်ကြီးဖြစ်တာကြောင့်အဲ့ဒီနေရာမှာပညာရေးကျောင်းတစ်ခုဖွင့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့်တိမ်မောင်းရချီကိုကုန်ကြခံပြီးအခန်းငါးတာတွေဝန်ထမ်းချမှတ်တာတွေလုပ်ခဲ့ပေမဲ့လူတစ်ခုလုံးကိုဥသေးပြောင်းပြန်လန်းသွားစေနိုင်တဲ့ခြောက်လက်မှုတွေဖြစ်ခဲ့တာကြောင့်ကျောင်းမှာပိတ်ပြီးပြေးခဲ့ရတယ်လို့ဆိုပါတယ်။အဆိုပါခြောက်လက်မှုတွေထဲမှာကလေးတွေကိုအနေရဖြစ်စေနိုင်တဲ့ပရာလောကသားတွေရဲ့ညံ့ညံ့တဲ့တည်းအယောင်ဆောင်မှုတွေပါပါဝင်ပြီးတရေတွေကဝန်ထမ်းဆရာဆရာမတွေလိုလူယောင်ဆောင်ပြီးတွန်းလာနေတယ်လို့ကြားသိရပါတယ်။ ဒါပြင်ခွေးလူမလာတဲ့ဝန်ထမ်းပုံဟန်ဆောင်ပြီးတော့လေလူတွေနဲ့ရောထွေးနေထိုင်ခဲ့တယ်လို့တခြားပြောပြလို့တော့မရတဲ့၆လက်မှုများစွာပြုတ်လုခဲ့တယ်လို့လည်းသိရပါဗျ။နောက်ဆုံးမှာကြောက်တတ်တဲ့ကလေးတွေကိုယ်တိုင်ကဘာမှမရှိတဲ့လေဟာနယ်ကြီးနဲ့စကားတွေပြောစော်ကစားတဲ့အထိဖြစ်လာခဲ့တဲ့အတွက်ဖောင်နာကိုယ်တိုင်ကြောက်လန့်ခဲ့ရပြီးကြောက်မှပြောင်းပြေးခဲ့ရပါဗျ။ အဲဒီနောက်မှာတော့သူမရဲ့ဖြစ်ရပ်ကိုအွန်လိုင်းပေါ်မှာတင်ပြီးလူတွေအားလုံးကိုတတိထားလို့ရအောင်မျှဝေခဲ့တာဖြစ်ပါတယ်။အဆိုပါ post ဒီ line ပေါ်တက်လာတာနဲ့ကြည့်ရှုသူတွေအားလုံးကလည်းတတိထားမိသွားပြီးချက်ချင်းပဲ why share ခဲ့ကြပါတယ်။ဒီလိုလူတိများတော့တာနဲ့များလည်းအဲဒီနာမည်ကြီးစံတာကြီးရင်ကြောချမ်းစီယာနောက်ကျောင်းတွေဟာဖုံးမရအောင်ပေါ်လာခဲ့ပါတယ်။ အသက်90ဝန်းကျင်ရှိတဲ့အမည်မဖော်သူဦးလေးကြီးတယောက်ဆိုရင်1985ခုနှစ်လောက်ကဖြစ်မယ်။ဦးလေးကရုံးဝင်နေလို့တော့ညနေဆိုဖယ်ရီကားနဲ့တီဟန်တောင်ပရီလမ်းကိုဖြတ်ပြန်ရတယ်။လမ်းတစ်ဖက်မှာခေါင်တလာရောင်းနေဆိုင်တွေရှိတယ်။တစ်ဖက်မှာကြံတော့တင်ကြိုင်ကြီးပေါ့ကိုကိုပင်ကြီးဝင်နေမိကိုရီတလူလူနဲ့မို့အချောင်းလက်အရန်ကြံတော့2000ခုနှစ်လောက်ကအဲ့ဒီနေရာကိုပြန်ရောက်တော့ကြံတော့တင်ကြိုင်ပေါ့နာမည်ကြီးစန္ဒာကြီးစောက်ချလိုက်တာတွေ့ရတယ်။ ။တင်းချိုင်းမြေပေါ်မှာဓာမျိုးကမလုံတင်ပါဘူးလို့သူ့ရဲ့အတွေ့အကြုံနဲ့ထင်မြင်ချက်တွေကိုရေးသားခဲ့ပါတယ်။ဒါနဲ့မကသေးပဲအဆိုပါစင်တာအတွင်းမှာ6လခံရသူတွေရှုပ်ရှုပ်ပေါ်လာခဲ့ပြီးစေကျော်တက်ယောက်ျားလေးတူဆိုရင်အဲ့ဒီစင်တာကြီးဖွင့်ပြီးတိတ်မကြသေးဘူးကျွန်တော်တော်လေခဲ့တာဘလုံးရိုက်ဖို့အတွက်တငယ်ချင်းကောင်မလေးကိုခေါ်ပြီးကားပါကင်ထိုးတဲ့မြေအောင်ခန်းနဲ့ဆင်းသွားခဲ့တယ်။အောက်မှာမှောင်မဲကြီးအကျဲကြီးဆိုတော့ကိုယ့်အကူလမ်းမှတ်နေရတာနဲ့ရောဘလုံးရိုက်နေရတာနဲ့ရောဘေးကတငယ်ချင်းကိုစကားမပြောဖြစ်ဘူး။ အနောက်ကကက်လိုက်လာတဲ့ခြေတန်းနဲ့အသက်ရှူတန်းကိုကြားတော့သူရှိရယ်ပဲထင်လိုက်တာအချိန်နည်းနည်းကြာတော့မှအနောက်ကအသက်ရှူတန်းကြီးကတထော်တမျိုးကြီးဖြစ်လာလို့လှည့်ကြည့်လိုက်တော့ဘယ်သူမှမရှိဘူးခြေကုံတုပ်ပြပြီးအပေါ်ပြန်တက်တော့မှတငယ်ချင်းကလိုက်မလာပဲပြန်လဲပြီးဖုံသွားပြောနေကြတာတဲ့အဲ့ဒီနေ့ကကျွန်တော်နောက်ကခြေတန်းနဲ့ဘယ်သူလိုက်လာတာလဲဆိုတော့ဒီနေ့ထိတွေးပြီးချက်သေးထားတော့မယ်နောက်ဆိုအဲ့ဒီစင်တာဘလောက်စီးပါးနေပြောပြောဘယ်တော့မှမတော်တော့ဘူးလို့ပြောကြခဲ့ပါတယ် လက်ရှိမှာလည်း6လခန်းရသူတွေများပြားနေရှိပြီးတင်းကျိုင်းမြေပေါ်စောက်ထားတဲ့စင်တာပေါ်လူစိတ်ဝင်စားမှုတွေကတဟုန်ထိုးမြင့်တက်နေနေပါလေ။ပြည်သက်ချင်းလူယုံဒီစင်တာကြီးမှာကြုံတွေ့ခဲ့ရတဲ့နာနာပေါင်းဝဖြစ်ရတွေပေါ်ဘလို့များထင်ကြပါသလဲနော်။